ရိကန်ရောက်မြန်မာ တွေအတွက်ပေးအပ်ထားတဲ့ယာယီခလုံးကွေ TBS ကိုအမေရိကန်အစိုးရကရုပ်သိမ်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအခြေအနေတိုးတက်လာတာကြောင့်အမေရိကန်ရောက်မြန်မာတွေအတွက်ပေးအပ်ထားတဲ့ယာယီခလုံးကွေ TBS ကိုအမေရိကန်အစိုးရကရုပ်သိမ်းလိုက်တယ်လို့အမေရိကန်ပြည်ထောင်စုအမိမေလုံခြုံရေးဌာနကဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးကထူးခြားတဲ့တိုးတက်မှုတွေရှိလာတာကြောင့်အမေရိကန်ပြည်ထောင်စုမှာမြန်မာအတွက်ယာယီကာကွယ်ပေးထားတဲ့ခလုံးကွေ TBS ကိုရက်စဲလိုက်ပါတယ်။ အဲ့ဒီရက်စဲမှုက2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အကျိုးသက်ရောက်မှာလို့သိရပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေမှာမြန်မာနိုင်ငံသားတွေဘေးကင်းစွာနေရက်ကိုပြန်နိုင်လောက်အောင်တိုးတက်လာတာကြောင့်ယာယီကောက်ွယ်ပေးထားတဲ့အခြေအနေကိုအမေရိကန်ကရက်စဲလိုက်တာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးကထူးခြားတဲ့တိုးတက်မှုတွေရှိလာခဲ့ပြီးအရေးပေါ်အခြေအနေပြီးဆုံးကရွေးကောက်ပွဲတွေအတွက်စီမံချက်တွေအောင်မြင်တဲ့အပြည့်ခက်ရက်စဲရေးသဘောတူညီချက်တွေနဲ့ ပုံမကောင်းမှုနဲ့ဒေသန္တရအုပ်ချုပ်ရေးတွေကြောင့်ပြည်သူဝန်ဆောင်မှုပေးအပ်မှုနဲ့အမျိုးသားပြန်လည်တင့်မြတ်ရေးတို့တိုးတက်လာတယ်လို့အမေရိကန်ဆိုရကဆိုပါတယ်။အဲ့လိုဆုံးဖြတ်လိုက်တာကအမေရိကန်နိုင်ငံသားနဲ့လူဝင်မှု ကြီးကြပ်ရေးဝန်ဆောင်မှုဌာန USCIS ကမြန်မာနိုင်ငံရဲ့အခြေအနေကိုပြန်လည်တုံ့တက်တာနဲ့နိုင်ငံသားရေးဝန်ကြီးဌာနနဲ့တိုင်ပင်ဆွေးနွေးတာတွေအပေါ်အခြေခံထားပြီးမြန်မာနိုင်ငံသားတွေနေရက်ကိုဘေးကင်းစွာပြန်နိုင်တဲ့အခြေအနေကိုတိုးတက်လာပြီလို့အမေရိကန်ဆိုရကထုတ်ပြန်ကြေညာထားပါတယ်ရှင်။